KOKIA ရိုးရိပ်ပညာရေးမြို့တော်ကချင်ပြည်နယ်မကြာရံမြို့ရှိမြေရှားတတုတူဖော်တဲ့နေရာအနီးမှာစီဆိုင်တစ်ခုမှာဒီကနေ့စက်တင်ဘာလ30ရက်နေ့ကစီကားတစီမှစီမားပို့ဆောင်ပြီးထဲနေစဉ်မီးလောင်ခဲ့ပြီးအဆိုပါကလည်းမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ မိုက်ကြရန်နဲ့အင်ခေါပါကြရှိမုံခါပါမှာရှိတဲ့မြေရှားတတုတူဖို့တူများစီထဲလေးရှိတဲ့စီဆိုင်တစ်ခုမှာဒီကနေ့မွန်လယ်ပိုင်းအချိန်ကစီတဲကားတစီစီထဲနေစဉ်မီးမတော်တဆမှု ဖြစ်ပွားခဲ့ကအဆိုပါစီတဲကားလည်းမီးလောင်ပျက်စီးသွားခဲ့တယ်လို့ဒေသခံပြည်သူတို့ကဆိုပါတယ် မိုက်ကြရနဲ့အင်ကာပါကြားမှာရှိတဲ့မွန်ကာပါဆိုတဲ့နေရာမှာစီဆိုင်ရှိတယ်။အဲ့ဒီစီဆိုင်ကမြေရှားတတုတူးတဲ့သူတွေစီလာထဲကြတယ်။ဒီနေ့အဲ့ဒီဆိုင်ကိုစီတဲလာတဲ့ကားကစီရီလာဖြစ်ပေးနေတဲ့အချိန်မိထလောင်သွားခဲ့တယ်။မိကတော့ငြိမ်သွားပါပြီ။တခြားထိခိုက်မှုတွေတော့မသိသေးရပါဘူးလို့သူကဆိုပါတယ်။အဆိုပါစီတဲကမိလောင်မှုကြောင့်လူနဲ့တရိတ်ဆန်ထိခိုက်မှုရှိမရှိနဲ့ပြည်စည်းဆုံးရှုံးမှုတန်ဖိုးမိများရှိဒီကုန်ဆက်လက်ဆောင်ဆန်းနေဆဲဖြစ်ပါတယ် KOKI ရုံးမှာ၎င်းတို့ရဲ့ဌာနချုပ်လိုင်ဆောင်မိုက်ကြရန်နဲ့ယခုလက်ရှိ၎င်းတို့ထိန်းချုပ်ရာကချင်အထူးဒေသတင်နယ်မြေများဗမော်ခရိုင်မိုးမောက်မြို့နယ်နဲ့မန်စီမြို့နယ်တို့မှာလည်းမြေရှားတပ်တူများတူးဖော်နေတယ်လို့လည်းသိရပါဗျ။